နှစ်၅လသာအတွင်းပြပခရီးသွားဧည့်သည်တသိန်းကျော်ဝင်ရောက်ခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနကသိရပါတယ်။၂025ခုနှစ်ဇန်နဝါရီလကနေမေလအထိနိုင်ငံခြားခရီးသွားဧည့်သည်တသိန်း၁800ကျော်ဝင်ရောက်ခဲ့တာဖြစ်ပြီးလာရောက်တဲ့ဧည့်သည်တွေမှာခရီးသွားဗီဇနဲ့လာရောက်သူများပြားတယ်လို့ဆိုပါတယ်။ ။နိုင်ငံခြားခရီးသွားဧည့်သည်တွေဟာရန်ကုန်ဝပြည်ပြည်ဆိုင်ရာလေဆိပ်ကနေဝင်ရောက်ခဲ့ကြတာဖြစ်ပြီးတရုတ်၊ထိုင်း၊ကိုရီးယား၊ဂျပန်၊ဗီယက်နမ်နဲ့အမေရိကန်နိုင်ငံတွေကအများစုလာရောက်ကြတယ်လို့သိရပါတယ်။ထာပြင်ဝင်ရောက်လာတဲ့နိုင်ငံသားသားဧည့်သည်တွေအနေနဲ့ရန်ကုန်၊ပဲခူး၊ကြိုက်တီယို၊မော်လမြိုင်၊နေပြည်တော်၊ပုခံ၊ကလောပင်တယာအင်းလေးစားတွေဒေသတွေကိုတွားရောက်ကြတာများတယ်လို့သိရပါတယ်ရှင်။